အားလုံးပဲမင်္ဂလာပါဒီကနေ့အောင်မျိုး YouTube Channel ကနေတဖန်ညီကိုမွန်မမများတွေကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်အောင်မျိုးကနေပြောပြသွားမယ့်အကြောင်းအရာလေးတစ်ခုရှိတယ်အရေးပေါ်ဖြစ်နေတဲ့အကြောင်းအရာလေးလည်းဖြစ်တယ်အခုလက်ရှိဖြစ်နေတဲ့အကြောင်းအရာလေးလည်းဖြစ်တယ်ဒီကနေ့25ရက်နေ့မှာဖြစ်နေတဲ့အကြောင်းအရာလေးလည်းဖြစ်တယ် အတိတ်တော်တည်ရင်ဖြစ်တယ်အတိတ်တော်အကြောင်းအရာဖြစ်တယ်နွေနွေပူပူနွေနွေလေးလေးဖြစ်တယ်အကြောင်းအရာလေးလည်းဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုမစခင်ကျွန်တော်ရဲ့အကောင့်လေးကို subscribe လုပ်သားပေးဖို့မမေ့ပါနဲ့ကျွန်တော်ရဲ့အကောင့်ဟာနေ့စနေ့အမြအတိတ်အတိတ်တော်အချက်အလက်အတိတ်တော်တည်ရင်ကိုမျှဝေပေးတဲ့ကျွန်တော်အောင်မျိုးပဲဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်မျှတော့ပေးမယ့်အကြောင်းအရာလေးကတော့မနေ့ကကျွန်တော်ပြောသွားတယ် ဟိုတနေ့က22 23 24 25ဒီနေ့25အထိကျွန်တော်ပြောသွားတဲ့ဒီ hard high မြို့နယ်နဲ့ပတ်သက်ပြီးရေကြီးခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောသွားတယ်နေ့စဉ်နဲ့အမျှပေါ့နော်တရက်ပြီးတရက်တရက်ပြီးတရက်ရေရက်တိုးလာနှုန်းကိုကျွန်တော်ပြောပြောပြသွားတာဖြစ်တယ်လာရောက်ရေမြေဝင်မျှပေးလာလဲဖြစ်တယ်တရက်ထက်တရက်ရေကပို့ပို့ပြီးမြင့်လာတယ်ပို့ပို့ပြီးတိုးလာတယ်ရေကမကျလာသေးဘူးဒီနေ့ရောက်တဲ့အထိ ရေကနည်းနည်းမှမကြလာသေးဘူးပိုပြီးတိုးလာတာပဲရှိတယ်ရေကဘာလို့လဲအဲ့ဒီမှာ24နာရီမိုးရွာနေတာမိုးအောင်နာပဲမှောင်မဲနာပဲရေလဲရေနဲ့တော့ကြီးတယ်လေဒီဗီဒီယိုကလစ်လေးကိုကြည့်ရေဘလောက်မြင့်တယ်ရေဘလောက်နစ်တယ်ကားကိုကြည့်လိုက် ရေနဲ့ကားနဲ့ကားပိန်းအောင်ကြော်နေပြီရေကဘယ်လောက်ဆောင်နစ်လဲဆိုတာရေကအတော်လေးကိုနစ်နေတာခုရေကအတော်လေးကိုများလာတယ်အတော်လေးကိုလည်းတိုးလာတယ်အဲကြောင့်အန္တရာယ်ရမ်းများပါတယ်အခက်ခဲလည်းအများရှိပါတယ်ရေတနေ့ထက်တနေ့တရက်ထက်တရက်တမိနစ်ထက်တမိနစ်တိုးတိုးလာတာဖြစ်တယ်မနေ့ကကျွန်တော်ပြောတယ်ဗီဒီယိုကလစ်တစ်ခုထဲမှာ မနေ့ကကျွန်တော်ပြောထားတဲ့ဗီဒီယိုကလစ်တစ်ခုထဲမှာကျွန်တော်ပြောထားတယ်အဲ့ဒီဟတ်ဟိုင်မြို့နယ်ကိုအုပ်ချုပ်တဲ့အုပ်ချုပ်ရေးမှူးကသူပြောပြီး၄နိုင်မတိုင်ခင်အကလုံးဘေးကင်းတဲ့နေရာဘေးလွတ်တဲ့နေရာကိုရွှေ့တော့ပေးကြပါလို့သူပြောထားတယ်သူအမိတ်ထုတ်လိုက်တယ်အိမ်ပြင်ကိုထွက်လို့ရတဲ့လူတွေကတော့ရွှေ့သွားကြတယ်ထွက်လို့မရတဲ့လူကတော့အခက်အခဲအများကြီးရှိတယ်ဒီဗီဒီယိုကလစ်ကိုကြည့် ိမ်နေတော့နှစ်ကုန်ပြီဘလို့သွားမှာလဲဘလို့ဖြတ်သွားမှာလဲဘလို့အခက်ခဲရှိလဲထိုင်းနိုင်ငံသားတွေဆိုရင်တော့တမျိုးပေါ့သူတို့ကအကူအညီအများကြီးရှိနိုင်တယ်ဘာလို့လဲဒါသူတို့ရဲ့နိုင်ငံဖြစ်တယ်သူတို့အမျိုးမျိုးနေလို့ရတယ်အမျိုးမျိုးလုပ်လို့ရတယ်သူတို့ရဲ့ကစေရစ်လေးလည်းအများကြီးရှိတယ်အခက်ခဲဆုံးကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားကျွန်တော်တို့မြန်မာနိုင်ငံသားအထက်ကအလုံးကအခက်ခဲရှိတယ် ကျွန်တော်တို့မြန်မာနိုင်ငံသားတွေခရူးဆိုင်ပါတတိနေနေပါအဲကြောင့်ကျွန်တော်ရဲ့အရင်အရင်ကဗီဒီယိုကလစ်တွေမှာကျွန်တော်ပြောတယ်ကျွန်တော်တို့ကသူများနိုင်ငံမှာလာနေတာသူများနိုင်ငံမှာလာ၍မိခိုးတာဖြစ်တယ်သူများထုတ်ထားတဲ့စီကားနိုင်ကျွန်တော်တို့လိုက်လာရမယ်အခုဒုက္ခရောက်ပြီဆိုရင်ကျွန်တော်တို့သူများထုတ်တာစီကံအတိုင်းသူများပြောထားတဲ့အတိုင်းကျွန်တော်တို့မလိုက်နာဘူးဆိုရင်ဘယ်သူကကျွန်တော်တို့ကူညီချင်မှာလဲဘယ်သူမှမကူညီချင်ဘူးအဲ့ဒါအရှင်းဆုံးပဲဘယ်သူမှမကူညီချင်ဘူး တို့ကသူများစကားကိုလိုက်နာတယ်သူများထောက်ထားတဲ့စီကံတာလိုက်နာတယ်ဆိုရင်ဘာလို့မဆိုအော်တို့ရှိတယ်တို့ကိုကူညီမယ်အော်ဘလို့ပဲဖြစ်သူများကူညီရှင်တဲ့စိတ်ရှိရအဲ့လိုပဲအခုချိန်မှာလည်းဒီဟတ်ဟိုင်မျိုးနယ်ကရေးလျအသွန်ကြီးလာတယ်အဲ့ဒီတောင်ပိုင်းအဲ့ဒီဟတ်ဟိုင်ရဲ့အောက်ခြေပိုင်းမှာရှိတဲ့မြို့ရွာလေးတွေကလည်းရေးတယ်အကောင်အပြည့်ပဲရေးတွေလွှမ်းမိုးကုန်ပြီ ရေတွေကြီးကုန်ပြီရေတွေဒီလိုတရက်ထက်တရက်အနာမှာရှိတဲ့ဂုံဆိုင်တွေဂုံမဏီတွေကားတွေဩအများကြီးပဲရေအောက်ရောက်ကုန်ပြီရေတွေအတော်ကြီးတယ်လူတွေကလည်းနည်းအဆင်ပြေသေးတယ်ပြောလို့ရရဲ့စီးပွားရေးတင်မနိုင်လေအားလုံးလဲတနာတယ်ကျွန်တော်အတနာဆုံးကပါလဲဆိုတော့တရိစံတွေတနာတယ် လူတွေကနည်းနည်းပြေးလို့ရတယ်တွားလို့ရတယ်အိမ်ပေါ်တက်လို့ရတယ်တရိတ်ဆန်တွေကဘယ်လိုတက်မှာလဲအိမ်ပေါ်ကဒီတရိတ်ဒီဗီဒီယိုကလစ်ပဲတော့ကြည့်ကြည့်ရေးတဲ့မှာဘယ်လိုနေမလဲဘယ်လိုလုပ်မလဲခန်းစားကြည့်အခက်အခဲအများကြီးရှိတယ်အဲကြောင့်ဒီကနေ့ကျွန်တော်ပြောသွားချင်တဲ့အကြောင်းအရာတွေက အလွန်ကအရေးကြီးတဲ့အကြောင်းအရာတွေဖြစ်တယ်။အလွန်ကိုလည်းခက်ခဲတဲ့အကြောင်းအရာဖြစ်တယ်။အရေးကြီးတယ်။ဒီဗီဒီယိုကလစ်ကိုလည်းကြည့်ကြည့်။ကျွန်တော်ကဒီဗီဒီယိုကလစ်ပဲဒီတဲ့ပုံလေးပြသွားတာဆိုတာအလကားပြသွားတာမဟုတ်ဘူး။ဒါကအလွန်ကအရေးကြီးတဲ့အကြောင်းအရာလေးတွေဖြစ်တယ်။ဒါကနေ့စဉ်နဲ့မျှကျွန်တော်ပြသွားတဲ့အကြောင်းအရာလေးတွေဖြစ်တယ်။ ဒီနေ့25ရက်နေ့မှာလည်းရေတဲ့အတုံကြီးလာတယ်ဆိုတော့အချောင်းရလေးကိုကျွန်တော်လာရောက်ရမျှဝေပေးချင်တာဖြစ်တယ်။အဲ့ဒီနေရာမှာရှိတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကျွန်တော်တို့ညီကိုတွေအားလုံးလည်းတတိနေနေပါခီးပစိုက်နေနေပါလို့ကျွန်တော်ပြောချင်ပါတယ်။ဒီကနေ့မှာကျွန်တော်ပြောသွားတဲ့ဒီအချောင်းရလေးကအလုံးကအရေးကြီးတဲ့အချောင်းရလေးဖြစ်တယ်ဆိုတာကျွန်တော်လာရောက်ရဝေမျှပေးချင်တာဖြစ်တယ်။ဒီကနေ့ကျွန်တော်ညီကိုများတဲ့ကိုဒီလောက်နဲ့ပဲကျွန်တော်လာရောက်ရဝေမျှပေးချင်ပါတယ်။ ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်တော်တဲ့ညီကိုမှမှအရောက်စီတိုင်းဒီကိုကြီးချမ်းပါခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်